ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဂျပန်တက်တော့အကောက်ဖွင့်မှုအတွက်ပထမဆုံးအပိုင်းတင်နေတဲ့အတင်ပြပေးမှာဖြစ်ပါတယ်ဂျပန် region တက်တော့အကောက်ပေါ့နော်ဖွင့်မှုအတွက်ဆိုရင်ကျွန်တော်တို့ G meter မှုအောက်လို့ကျွန်တော်တို့ Outlook software နဲ့အကောက်တစ်ကောက်အရင်ဖွင့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Outlook အကောက်လေးနဲ့ဖွင့်မှာဖြစ်ပါတယ် application လေးကိုကျွန်တော်တို့ Play Store မှာတွားပြီးတော့ download ဆွဲမှာဖြစ်ပါတယ်အဲကျွန်တော် Play Store ထဲဝင်လိုက်ပါဟိုပေါ်ရ Play Store ထဲဝင်လိုက်ပါ Play Store ထဲမှာရှာတဲ့နေရာလေးမှာကျွန်တော်တို့ အောက်လော့အောက်လော့ application လေးကိုရှာလိုက်ပါဒီအပြိုင်အောင်လေးပါနော်အဲကျွန်တော်ကတော့ဒီမှာ download ဆွဲပြီးသားဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် account လေးဆက်ပြီးတော့ဘယ်လိုဖွင့်လဲဆိုတာကြည့်ရအောင်နော်ဒီအောက်လော့ software လေးကဝင်มาဖြစ်ပါတယ်အဲဝင်မှုရလို့ရှိရင်ကျွန်တော်တို့ဒီဘက်အဲဘယ်ဘက်တောက်ကပေါ့နော်အစိမ်းအောင်ကွက်လေးနှစ်လေဒါကျွန်တော်ကအကောက်ဖွင့်လာပြီးသားပြည့်ကြောင်မလို့ကောက်တစ်ကောက်ရှိနေကိုကအစ်စ်ထပ်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်အပေါင်းလေးနှစ်လေမနော် အဲအပေါင်းလေးနှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်ဟိုမှာ create new account ဆိုတဲ့အောက်ကအပေါင်းလေးနှိပ်လိုက်မယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီ create account ဆိုတဲ့နေရာလေးမှာကိုလိုချင်တဲ့နာမည်လေးအဲ့မှာဖြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီနာမည်ကမရပါဘူးဒါဆိုလို့ရှိရင်ကိုကအဲ့ဒီနာမည်ရဲ့နောက်မှာကြားနံပါတ်လေးထည့်လို့ရပါတယ်24ကျော်ကြီး24ပေါ့နော်ဒါဆိုလို့ရှင်ရတော့ပဲကျွန်တော်တို့ password လေးဖြည့်ပါမယ် password က အဲစာသားတွေရောကျွန်တော်တို့ကဏ္ဍတွေပါထည့်လို့ရတယ်နော်နံပါတ်တွေရောကိုလိုချင်တဲ့ password ထည့်ပါလို့ရှိရင်အောက်ကအပြာခွက်လေးနှိပ်လိုက်ပါမယ် password ကိုတစ်ခါလေးကျွန်တော်တို့စိတ်ထားလို့လေးရပါတယ်နော်ပြီးတော့လို့ရှိရင်အမှနာမည်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီတိုင်းလေးပဲပြန်ထည့်လိုက်ပါမယ်ပြီးရင်အပြာခွက်လေးနှိပ်လိုက်ပါမယ်ဒါကတော့ ကိုယ့်ရဲ့အသက်ကိုဖြည့်ရမှာအသက်ကကျွန်တော်16နှစ်ကျော်မှရပါမယ်အဲကြောင့်မို့16နှစ်ကျော်အောင်ဖြည့်ပါမယ်โอเคကျွန်တော်ကဒီမှာအသက်လေးကို16နှစ်ကျော်အောင်ဖြည့်ရပါပြီအပေါ် region ကတော့ကျွန်တော်တို့လောလောဆယ်ကျွန်တော်ထိုင်းလန်ထည့်တာပါတယ်အဲမှာ USA လို့ဘာလို့ထည့်လို့ရလဲနော်ပြောလို့ရှိရင်ဗျာကလေးနှိပ်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ဆင့်ရောက်ပါပြီနောက်တစ်ဆင့်မှာဆိုလို့ရှိရင်သူကသူပြထားတဲ့အတိုင်းညွှန်ကြားတဲ့အတိုင်းကျွန်တော်လုပ်ပေးရမှာဖြစ်ပါတယ်အပြာကလေးနှဲပဲပါလက်ကလေးက လက်နေအပေါ်ပြထားရင်ကျွန်တော်တို့ကအပေါ်လှည့်ပေးရမှာဖြစ်ပါတယ်အဲအပေါ်ပေါ့နော်ပြီးရင်အောက်ကအပြာကွက်လေးနှိမ့်လိုက်ပါတခုပြီးတော့ပဲဒါဆိုရင်အောက်ကိုပြထားရင်ကျွန်တော်တို့အဲအောက်ကိုတက်တက်လှည့်တဲ့ပုံလေးယူလိုက်ပါဒါဆိုရင်ဘေးကိုပြထားဖြစ်ပါတယ်သူပြတဲ့ဘက်ကိုတည့်သွားလို့ရှိရင်အပြာလေးနှိမ့်လိုက်ပါနောက်ကအောက်ကအဆောင်ဘက်လေးပေါ့နော်အောက်ကိုဆောင်းဆောင်းလေးပြထားပါတယ်ဒါတဲ့နေပြီးတော့သေးရဲ့အဲ့လိုဆောင်းဆောင်းလေးဆိုရင်တဲ့ဝိုင်းအပြာလေးနှိမ့်လိုက်ပါ သူပြလာတဲ့ခါလေးပြီးသွားလို့ရှင်အမှန်ကန်သွားပြီเนาะသူအတီးပြူသွားပြီโอเคဒီလိုမျိုးလေးပေါ်လာပါပြီเนาะဒါသူโอเคလေးနေလေကွာโอเคကျွန်တော်ဒါဆိုလို့ရှင်ရတော့ပြီเนาะဒီမှာကီနဲ့စားတယ်အဲဒီအကောင့်လေးရတော့ပါပြီเนาะဒါဆိုလို့ရှင် Japan region အကောင့်ဖွင့်ဖို့အတွက်လိုအပ်တဲ့အကောင့်လေးအောက်လောက်အကောင့်လေးအရင်ဆုံးရရှိသွားပြီဖြစ်ပါတယ် ဂျပန် region အကောက်ဖွင့်တာလေးကိုဒုတိယပိုင်းမှာဆက်ပြီးတော့ကြည့်ရှုပြပါခင်ဗျာအကောက်မဖွင့်ခင်တော်တော် software လေးကိုအရင်ဖိလိုက်ပါပြီးအနီးပြတ်တဲ့နေရာလေးကိုဝင်လိုက်ပါအဲဒီမှာ story and cut ဆိုလေးရှိပါတယ် clear cut နဲ့ clear story နှစ်ခုလုံးကိုရှင်းပြပါပြီးတော့လို့ရှင်ရေကျွန်တော်နောက်က chrome လည်းအဲ့လိုပဲထပ်ပြီးလုပ်ပြပါမယ်ကြည့်ရဖိရမယ် app info လေးဝင်ပြီးတော့ clear story လုပ်ပြရပါမယ်နှစ်ခုလုံးပါ ဒေတာတွေဖြတ်ပွဲဆိုလို့ရှိရင်ကျွန်တော် VPN လိုအပ်ပါတယ်နော် VPN က VPN ရှိမှကျွန်တော်တို့ Japan region ကဖွင့်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Play Store လေးသွားပါပြီးရင်ကျွန်တော် Genjam VPN လေးကို download ဆင်မှာဖြစ်ပါတယ်အပြားလေးပါနော်ကျွန်တော်တို့ download ဆက်ပြီးသားဖြစ်ပါတယ် Okay VPN ဖွင့်လို့ရှိရင်ကျွန်တော်တို့အမရအရင်တော့ region ရင်ရွေးပေးရပါတယ်နော်အောက်မှာကျွန်တော်လောလဲ Japan ဂျပန်မမတူချူဆိုတော့ကျွန်တော်ယူလိုက်ပါတယ် VPN ဖွင့်ပြီးတော့ဆိုလို့ရှိရင်ဟုတ်ကဲ့ပွင့်ပါပြီဖွင့်ပြီးလိုက်ဆိုရင်ကျွန်တော် Chrome နဲ့တော့တွန်းမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် Chrome နဲ့ဝင်လိုက်ပြီဆိုရင်အာ use without account ဆိုတာလေးနှိပ်ပြီးပါပြင်ဆက်သွားပါမယ်ပြင်ကျွန်တော် TikTok login ဆိုတာလေးကို search bar မှာရှာပြီးပါဖြစ်ပါတယ် TikTok login ကိုရေးရှာလိုက်ပါပြင် တောင်းမှာရှိအဆက်လေး30နှိပ်ပါ desktop site ပြောင်းပေးပါပြင် TikTok login ထဲကနှိပ်ပြီးပါ ဲ့တော့ပြီးရင်ကျွန်တော်တို့အောက်မှာဂျပန်ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ပြီးရင် sign x လေးကိုနှိပ်ပြီးပါ sign x ဆိုတာလေးနှိပ်ပြီးရင်အပေါ်က use phone or email ဆိုတာလေးနှိပ်ပြီးပါမွေးနေ့ကို session နဲ့ကြိုအောင်ထည့်ပေးရပါမယ် email ကိုနှိပ်ပြီးပါခုနောက်ဖွင့်လာတဲ့အကောင့်လေးထည့်ပေးပြီးအမှန်ကြီးချစ်ပြီး next ကိုနှိပ်လိုက်ပါကုန်းနံပါတ်ကြလာလိုက်မယ်ကျွန်တော် outlook software ထဲမှာတွေ့ကြည့်ရမှာဖြစ်ပါတယ်တွေ့ရဒီကိုကုန်းနံပါတ်လေးပို့ပေးရမှာဖြစ်ပါတယ်နော် โอเคဒါဆိုလို့ရှိရင်ဒီမှာသူပို့ထားတဲ့ကုတ်လေးပြင်ထည့်ပြပါကောနမထဲဝါလို့ရှိရင်ကျွန်တော်တို့အနီလေးနှိပ်လိုက်ပါနော်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကတူတဲ့အရာလေးနှစ်ခုရွေးပြရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီထဲမှာတူတာလေးကဒီမှာ A နဲ့ A ပါနော်။ဒီ confirm လေးနှိပ်ပြလိုက်ပါ။ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ username ဆိုတာရပါပြီ username မှာကျွန်တော်ထည့်ဆက်မလို့ပါဘူးเนาะ password ဆေးလို့ရပါတယ်ပြီး skip ဆိုတာဒီကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ Japan region တတအကောက်ကိုရရှိသွားပါပြီဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့အပြင် software မှာတစ်ချက်လောက်ပြန်စစ်ကြည့်အောင်เนาะတတအပြင် software မှာခုနကကျွန်တော်တို့ထည့်ဖွင့်လာတဲ့အကောက်ကိုပြန်ပြီးတော့ဝင်มาဖြစ်ပါတယ်ဒါဆိုလို့ ကူချီ profile သွားလိုက်ပါနော်တေး profile မှာကျွန်တော် log in ဝင်မယ်ပုံစံက phone number email သုံးတဲ့နေရာလေးကိုနှိပ်ပြပါ email နဲ့သုံးမယ်ဖြစ်လို့ email ပြောင်းပေးပါ ပြီးရင်ခုန outlook.com လေးကိုထည့်ပေးပါနှိပ်ပြီး continue အောက်ကအနီးလေးဆက်နှိပ်ပါဒါဆိုလို့ရှိရင် password လာပါမယ်ခုနဖွင့်နေတဲ့ password လေးပြန်ထည့်ပေးပါဒါဆိုရင်အနီးလေးကိုထပ်နှိပ်ပေးပါ โอเคသူတူပြီးထားတဲ့ဆက်ဝိုင်းလေးကိုတဲ့အောင်ကျွန်တော်တို့ကချိန်ပြီးမှဖြစ်ပါတယ်โอเคအဲ့လိုတဲ့သွားပြီဆိုလို့ရှိရင်အမှန်ချစ်လေးချစ်သွားရင်ရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ Japan Dot အကောင့်လေးရရှိသွားဖြစ်ပါတယ် Japan Region အကောင့်ပါကျွန်တော် profile နဲ့ဝင်ကြည့်ရအောင် profile နဲ့အပေါ်ကအကြောင်းလေး၃ချောင်းနှိပ်လိုက်ပါဒီ setting and privacy ကိုနှိပ်ပါအကောင့်ဆိုတာလေးဆက်နှိပ်ပါအဲ့မှာ account information ဖြစ်လို့ဆက်နှိပ်ပါ အရင်မှာဂျပန်ဆိုပြီးတော့ region တွေမှာပုံတွေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဂျပန် region အောက်လေးကိုကျွန်တော်တို့အောင်မြင်စွာနဲ့ရရှိသွားပါပြီဖြစ်ပါတယ်